ဖြားနာချိန်မှာမစားတဲ့နဲ့အစားအစာ၅မျိုးကိုတင်သိပါလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဖြားနာချိန်မှာမစားတဲ့နဲ့အစားအစာ၅မျိုးကိုကျန်းမာရေးဘူတူတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်စီကြောအစားအစာတွေဖြစ်ပါတယ်စီကြောအစားအစာတွေကအုံနှောင်းနဲ့ဥလန်းချောင်းကိုအလုတ်ပိုစီတာဖြစ်တဲ့အတွက်ကြောင့်ဖြားနာနေတဲ့အချိန်မှာစားသုံးဖို့အတွက်မသင့်တော့ပါဘူးနံပါတ်၂ချက်အချိုတက်လွန်ခဲ့တဲ့အစားအစာတွေဖြစ်ပါတယ် ားလုံးတိကြတဲ့အတိုင်းပဲတကြားတွေကခန္ဓာကိုယ်မှာယောဂါတွေတိုးစေရဲ့ကိုယ်ခန္ဓာကိုကျစေရာဖြစ်တဲ့အတွက်ကြောင့်ဖြားနာတဲ့အချိန်မှာစားသုံးဖို့အတွက်မတည့်တော့ဘူးနံပါတ်3ချက်ဒီ energy drink လို့ခေါ်တဲ့အားဖြည့်ချူရည်တွေ coffee တွေတောက်တဲ့အခါမ အာရှင်တုံစီရမျိုးတွေခနာကူကလန်းဆန်းနေတာဖြစ်တဲ့အတွက်ကြောင့်အနားယူရမယ့်အချိန်မှာအနားယူလို့မရပဲလန်းဆန်းနေတာဖြစ်တဲ့အတွက်ကြောင့်ဖြားနာချိန်မှာမတောက်သုံးသင့်ပါဘူး။နံပါတ်၄ချက်အဆက်လွန်ခဲ့တဲ့အစာအစာတွေအဆက်တွေအရင်စားလို့ရှိရင်အစာရင်ကိုပိုပင်ပန်းစေတာဖြစ်တဲ့အတွက်ကြောင့်ဖြားနာချိန်မှာစားသုံးဖို့အတွက်မတင်တော့ ဘူးနံပါတ်5ချက်ကတော့အရက်နဲ့အရက်နဲ့စစ်လေးဖြစ်ပါတယ်အရက်စစ်လေးကကိုခံအောင်ကိုကြစီတာဖြစ်တဲ့အတွက်ကြောင့်ဖြားနာခြင်းမှာတောက်တော့ဖို့အတွက်မတင်တော့ပါဘူးအဲ့တော့ဘလို့စားစာတွေစားပေးရမလဲဆိုလို့ရှိရင်အရေးတက်များတဲ့စားစာတွေစုပ်ပြုတ်တွေဥပမာငါးပြုတ်လိုမျိုးကျဆွပြုတ်လိုမျိုးစားပေးလို့ရပါတယ်အတီးရွက်တွေမများစားပေးလို့ရပါတယ်ရေနွေးနွေးလေးကိုများများတောက်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်အဝတ်ထည်တွေအနွေးတွေအထူကြီးတွေကိုဝတ်ထား မျိုးမလုပ်ဘဲနဲ့ပပလေးရအင်ကြီးလေးတွေကိုဝတ်ထားအသင့်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အေးဝါအိတ်ဆက်ဖို့အတွက်လိုအပ်ပါတယ် ဲ့တော့ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုတက်ဘုသူတရရတဲ့သိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်ကျမ်းမိုင်နဲ့ပတ်သက်ပြီးမေးချင်တာတွေသိချင်တာတွေစိတ်ထဲမှာမရှင်းတာတွေရှိလို့ရှင်လဲ comment မှာဝင်ရောက်မေးသားခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိရအောင်လဲဝေမျှပေးခဲ့ကြပါဦးအလုံးမဲ့ကျမ်းမာတော့ခံတာချမ်းသာတော့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးပါ။